ခုချိန်တည်းကတော့ကောင်လေးကတော့ကောင်မလေးပေါ်မှာကျင်နာတယ်ပေါ့နော်ဂယုစိုက်တယ်ပေါ့ပြီးတော့အေးသေးကြီးကြီးနဲ့ကြည်ပြီးတော့သူဖြစ်ချင်တာလေးတွေကိုလိုက်ပြီးတော့ဖြည့်ဆည်းပေးတယ်ပေါ့နော်ရေဆက်ရှိလို့ဒါပေါင်းဆက်ရတာပေါ့နော်အဲ့ဒါကြောင့်မို့လို့ချင့်နေရတဲ့အချိန်တွေမှာတယောက်နဲ့တယောက်ကျင်နာဖို့ဂယုစိုက်ဖို့သစ္စာရှိဖို့အရေးကြီးပါတယ်အဲဘာပဲဖြစ်ဒီအချိန်မှာ သူ့အတွက်ဒါဘဝလက်တွဲပေါ်လေးတစ်ခုသူတည်ဆောက်နိုင်သွားတဲ့အတွက်လဲဝမ်းသာမိတော့သူတို့ဒီမင်္ဂလာဆောင်ဆိုတဲ့အရာပေါ်မှာအရင်ဇာချဲ့ပြီးတော့ကျင်းပတဲ့ဇုံတွဲတော့မဟုတ်ပေမဲ့လည်းသူတို့စိတ်ကူးထားတဲ့ဒီစိတ်ကူးတိုင်းကိုတခါတည်းအကောင့်ထဲပေါ်နိုင်တာပေါ့နော်အဲဒါဒါပဲ ဘာပဲဖြစ်ကောင်းပါတယ်အဓိကတော့ဟိုပွဲတွေအများကြီးလုံနေတော့မှထက်တယောက်နဲ့တယောက်ကဘဝတစ်ဆောင်လုံးကျင်ကျင်နာနာနဲ့ဂယုတဆိုင်နဲ့ချက်သွားဖို့နားလဲပေးဖို့အရေးကြီးလို့ကျွန်တော်တို့ယူဆပါတယ်အခုခေတ်မှာအားလုံးဟိုမအားမလက်တဲ့ကိစ္စတွေအများကြီးရှိရကြတယ်မှာတို့အခုလိုမျိုးနှစ်ပွဲလောက်လုပ်သွားတဲ့ကျေးဇူးတင်ပါဖြစ်ဆိုကျွန်တော်လည်းနှစ်ပွဲလောက်ပဲတန်ပါနှုတ်မဆိုပွဲများလို့ကိုပွဲများကြီးတက်နေရမှာပေါ့နော်ဟုတ်အာဂုံယူပါတယ်ညီမလေးနဲ့ဟိုရင်နဲ့ကသူအနုပညာလုံးလုံးကလေးကဟို ဆုံးဖြစ်တယ်ပေါ့နော်သူအရင်လဲဖိုတိုရှူတင်နေရိုက်မယ်ဆိုကျွန်တော်စီမှာလာရိုက်လေးရှိတယ်အဲဖြောပြပွဲတွေဘာတွေသွားရဲဆိုရင်လဲအမြဲတမ်းစုံနေကြဆိုတော့ကိုညီမလေးတို့ချစ်ပီတာခင်မီတာအဲ့ချိန်မှာ သူကဂျားထဲမှာနည်းနည်းပျောက်သွားသေးရယ်ပျောက်သွားပြီးတော့ဤစားရသွားထဲမှာပြန်ပေါ်လာခါကျတော့နည်းနည်းလေးပြည့်နေရယ်ပေါ့နော်အဲ့ခါကျတော့သူ့ကိုလည်းကျွန်တော်ဝိတ်ချဖို့နီလန်းနေလေအကြံဉာဏ်ပေးဖြစ်တယ်ပြီးတော့သူဝယ်တယ်လောက်တော့မယ်ဆိုပြီးတော့ကျွန်တော်စီကိုသက်သွယ်လာတဲ့ခါကျတော့လည်းကျွန်တော်လိုအပ်တာတွေအကုန်လုံးပေါ့နော်အကြံဉာဏ်ပေးဖြစ်တယ်အဲပြီးတော့သူ rewarding လေးဆိုလို့ရှိရင်လည်းပေါ့နော်တရုတ်ရိုးရာဝတ်စုံလေးနဲ့ရိုက်ချင်တဲ့ဆိုလို့လည်းကျွန်တော်ရဲ့ today wedding studio မှာအဲဝတ်စုံလေးတွေရောရိုက်ကူးရေးမိတ်ကလေးတွေရောစောင့်ရပေးဖြစ်တယ်ပေါ့နော်ဝယ်ကြီးနေအနေနဲ့ဆိုလို့ရှိ ှင်လည်းမြန်မာလေးဘာပဲလို့လို့လာခဲ့ပါပေါ့ကျွန်တော်ကျွန်တော်လည်း today ဆိုတဲ့ wedding လုပ်ငန်းကို one stop service လုပ်နေရဖြစ်တဲ့အခါကျတော့မြန်မာလေးအနေနဲ့ကိုဆိုင်လို့သဘောထားဘာပဲဖြစ်ဖြစ်အကို wedding နဲ့ပတ်သက်တဲ့ဟာကိုညီပေးမယ်လို့ပြောထားတာပေါ့နော်အဲဘလို့ surprise ဖြစ်လဲဆိုတော့အမှန်တော့ယူရမယ့်အရွယ်ရောက်နေပြီပေါ့နော်ပြီးတော့သတို့သားလေးရလည်းသူ့ပုံမှာ ်ဂယုဆိုင်ရှာတယ်ပြီးတော့သူတို့နှစ်ယောက်ကလိုက်ဖတ်တယ်ပေါ့နော်ခန္ဓာကိုယ်လေးကလည်းချစ်စရာလေးနှစ်ယောက်စလုံးကပေါ့အသားလေးရဖြူဖြူလေးတွေဆိုတော့ဟိုဘာဖြစ်ညီလေးနဲ့ညီမလေးနှစ်ယောက်သားရဲ့ဒါချစ်ခီးလန်းတာယာဖြောင်းပြီးပါစေလို့ဆုတောင်းပေးပါအမတရားကတော့ညီမလေးဒါကတော့လိုက်တယ်ဒါကတော့မလိုက်ဘူးပေါ့နော်သူ့ကိုတော့အဲ့လိုမျိုးလေးပြောဖြစ်တယ်ပေါ့နော်ဟိုအဝတ်စားနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ကဘာမှမကန့်ကွက်ထားဘူးတဆိုင်လုံးကြိုက်တာယူဝိကြိုက်တဲ့ချိန်လာယူပေါ့နော်အမြဲတမ်းပြောထားဘာဖြစ်ဆိုတော့ မင်္ဂလာမောင်နှံနေရဲ့ဘဝမှာတသက်မှာတစ်ခါလောက်ရတဲ့ချိန်မှာကိုကဓာကြီးပဲလောက်ရမယ်နော်လို့ဝင်ဆော့ဖက်လိုက်ရင်သူတို့ရဲ့စိတ်ဆန္ဒမပါမအောင်စိတ်ပူရတာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ကများသောအားဖြင့်ဆိုရင်ကိုစီလာတဲ့ customer တွေလည်းကျွန်တော်ဝင်မဆော့ဖက်ဘူးသူတို့ဘာဖြစ်ချင်လဲအရင်နားထောင်ပေးတယ်နားထောင်ပြီးတော့အော်ဒါလေးတင့်တော်တယ်ဒါလေးကောင်းတယ်ဆိုပြီးတော့အများကြီး choice လုပ်ဖို့ချပြရအခုလည်းအဲ့လိုပဲဒီမလေးရင်လက်ကိုလည်းလိုအပ်တာလေးပြောအကောင်လုံးပေါ့နော်ကျွန်တော်ဆိုင်မှာရှိရဲ့ခါဝင်မဲ့ဝယ်မလားထိုင်မဲ့သိမ်းမဲ့ဝယ်မလား ကျွန်တော်သူ့အတွက်ပေါ့နော်ဟိုလက်ဖွဲ့မယ်ဆိုပြီးတော့ပြောထားပြီးသားပါအခုလည်းအဲသူဒင်နာလုပ်မယ်ဆိုပြီးကျွန်တော်တိုင်ပင်တဲ့ချိန်တော့ဆိုရင်ကျွန်တော်ပြောတယ်အဲသူကဒီဒီမောပေါ်မှာပေါ့နော်ဟိုသွားပြီးတော့ဒီမြစ်ထဲမှာတပတ်ပေါ့နော်ပတ်ပြီးတော့လှုပ်ချင်တယ်ဆိုတော့ကျွန်တော် ပြောတယ်ညီမလေးလို့ဟို outdoor လည်းဖြစ်တယ်ဆိုရင်ပူတယ်ပေါ့နော်ဟိုလေဘလောက်ပဲတိုက်တိုက်ဟို aircon လောက်တော့မအေးဘူးပေါ့နော်ပြီးလို့ရှိရင်လည်းတင်မောဆိုတဲ့ဟာကြီးကိုမှီဖို့အတွက် တချို့ဆိုလို့ရှိရင်အလုပ်တွေပြည့်ပြီးလာရတယ်။ရောက်လဲရောက်တော့ဗုဒ္ဓဘာသာစိတ်ကိုင်းလဲရောက်တော့တင်မောကြီးမရှိတော့ဘူးဆိုလို့ရှိရင်မလိုက်ရပဲနေမှာပေါ့။တချို့ကြတော့လည်းရောက်ပြီးပြီဒါပေမဲ့အလုပ်ကိစ္စရှိလို့ပြန်ကျင်နေဆိုလည်းအဲကံမကတ်သေးဘူးဆိုလို့ရှိရင်ဆင်းလို့မရအောင်ခက်ခဲနေရှိနိုင်တယ်ဆိုတော့အဲဒီမနေ့ပဲသူ့အကိုကိုလာပြောတယ်ပေါ့နော်။အဲအကိုတဲ့နေရာပြောင်းလိုက်ပြီးတဲ့အဲသူ Orlando House မှာတင်တာလို့ဖြစ်တယ်ပေါ့နော်မနက်ပိုင်းကတော့ Pan Pacific Hotel မှာအဲအခံပွဲလေးလုပ်ထားတယ်ဆိုတော့အခုစကားနားထောင်နေတော့ဆိုတော့လေဒါပါပဲဖြစ်ဟိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကတော့ဝယ်တဲ့လုပ်ငန်းကိုကျွန်တော်လုပ်ခဲ့တာအခုဆိုလို့ရှိရင်15နှစ်လောက်ရှိနေပြီဆိုတော့လေအတွေ့အကြုံတွေကအများများနေပြီအဲ့ဒါကြောင့်မို့လို့ကိုစီလာတဲ့ဒီအမှုပညာရှင်မဟုတ်ဘူးသတို့သားသတို့မိတိုင်းကိုကိုကတော့ဒါအသိတော်တဲ့ဒါမသိတော်ဆိုရင်ဟာလေအမြဲတမ်းဆွေးနွေးပြီးအကြံပေးဖြစ်ပါတယ် ဘလို့တွေ့လဲဆိုတော့အခုချိန်ဒီကတော့ကောင်းလေးကတော့ကောင်းမလေးပေါ်မှာကျင်နာတယ်ပေါ့နော်ဂယုစိုက်တယ်ပေါ့ပြီးတော့အရေးသေးကြီးကြီးနဲ့ကြည်ပြီးတော့သူဖြစ်ချင်တာလေးတွေကိုလိုက်ပြီးတော့ဖြည့်ဆည်းပေးတယ်ပေါ့နော်ဘာပဲဖြစ်လောကကြီးမှာတယောက်နဲ့တယောက်ကဟိုရေးဆက်ရှိလို့ဒါပေါင်းဆက်ရတာပေါ့နော်အဲ့ဒါကြောင့်မို့လို့ချင့်နေရတဲ့အချိန်တွေမှာတယောက်နဲ့တယောက်ကျင်နာဖို့ဂယုစိုက်ဖို့သစ္စာရှိဖို့အရေးကြီးပါတယ်အဲဘာပဲဖြစ်ဒီအချိန်မှာ သူ့အတွက်ဒါဘဝလက်တွဲပေါ်လေးတစ်ခုသူတည်ဆောက်နိုင်သွားတဲ့အတွက်လဲဝမ်းသာမိတာမဟုတ်သူများတွေကတော့အပြွေလို့မထင်တော့ကျွန်တော်သူ့ကိုမထင်ဘူးဘာဖြစ်လို့ဆိုတော့မိန်းကလေးတိုင်းမှာအလှကိုစီရှိကြတာပေါ့နော်ကျွန်တော်တို့ဝယ်တင်လုပ်ငန်းလုပ်ခဲ့တဲ့လျှောက်လုံးမှာဆိုရင်လည်း အဲဘလောက်ရုပ်ချောတဲ့အမျိုးသမီးရဲ့မှမဟုတ်တချို့ရုပ်မချောတဲ့အမျိုးသမီးတွေလည်းအိမ်တော်ပြုကြတာပဲဆိုရင်လက်ကချောပြီးသားကောင်းမလေးတယောက်ပြီးတော့ဘာဖြစ်တရုပ်ဆောင်တယောက်လည်းဖြစ်တဲ့ခါကျတော့သူ့ကိုလိုချင်တဲ့လူပိုးတဲ့ပန်းတဲ့လူတော့များမှာပဲပေါ့နော်ဒါပေမဲ့တကယ်တကယ်တမ်းအဲသူရွေးချယ်လိုက်တာကဘာဖြစ်ဒီသတို့သားလေးရပညာသက်အတိုင်းဝိုင်းနေရလည်းဖြစ်တယ်ဆိုတော့လေသူ့အတွက်ဒါဘဝလက်တွဲပေါ်ကောင်းဖြစ်ပါစေလို့ဆက်ပြီးတော့ဆန္ဒပြုပါတယ်ဟုတ် ရှင်းတူတာပေါ့ဘာဖြစ်သူတို့ရိုက်ထားတာလေးကအခုဆိုလို့ရှင်ဒါ line ပေါ်မှာလည်းတွေ့မှာပါ time သိန်းလေးရယ်ပြီးတော့ကာဝင်ဖြူလေးရယ်ပြီးတော့ကျွန်တော် studio မှာဆိုလို့ရှင်လည်းတရုတ်ရိုးရာဝတ်စုံလေးနဲ့ပေါ့နော်အနီရောင်လေးတွေသူတို့ရိုက်ထားတာရှိရယ်ပေါ့အဲ့တော့ဟိုသူတို့ဒီမင်္ဂလာဆောင်ဆိုတဲ့အရာပေါ်မှာ အရင်ဇာချဲ့ပြီးတော့ကျင်းပတဲ့ဇုံတွဲတော့မဟုတ်ပေမဲ့လည်းသူတို့စိတ်ကူထားတဲ့ဒီစိတ်ကူတိုင်းကိုတခါတဲ့အကောင့်ထဲပေါ်နိုင်တာပေါ့နော်အဲ့ဒါဒါပဲ ဘာပဲဖြစ်ကောင်းပါတယ်အဓိကတော့ဟိုပွဲတွေအများကြီးလုံနေတော့မှထက်တယောက်နဲ့တယောက်ကဘဝတစ်ဆောင်လုံးကျင်ကျင်နာနာနဲ့ဂယုတဆိုင်နဲ့ချစ်သွားဖို့နားလဲပေးဖို့အရေးကြီးလို့ကျွန်တော်တို့ယူဆပါတယ်အခုခေတ်မှာအလုံးဟိုမအားမလက်တဲ့ကိစ္စတွေအများကြီးရှိရကြတယ်မှာသူတို့အခုလိုမျိုးနှစ်ပွဲလောက်လုပ်သွားတဲ့ကျေးဇူးတင်ဘာဖြစ်လို့ကျွန်တော်လည်းနှစ်ပွဲလောက်ပဲတက်မှာနှုတ်မဆိုပွဲများလို့ကိုပွဲများကြီးတက်နေရမှာပေါ့နော်ဟုတ် ဒါကတော့သူကလူငယ်လေးရင်းလက်ဆိုတာဘာဖြစ်ဒီချိန်မှာငယ်လဲငယ်တဲ့သူတို့သမီးလောင်းလေးဖြစ်တယ်ပြီးတဲ့ခါကျတော့အမှုပညာရှင်လည်းဖြစ်တယ်လူတိုင်းလူတိုင်းက romantic လို့ခေါ်တဲ့ rora ကိုတော့လူကျင်ကြတာပဲပေါ့နော်ဟိုမိန်းကလေးတိုင်းကလည်းသူတို့ကောင်းလေးတဲ့သူတို့ ro ပြတာကိုကြိုက်တယ်လေဟုတ်တယ်မလားတချို့ကောင်းလေးတွေကမ ro တိုက်တော့ကောင်းမလေးတွေကအားမလို့အားမြတ်ဖြစ်ကြတယ်အဲ့လိုဆိုတော့မိန်းကလေးလည်း rora ကိုကြိုက်တယ်လို့ယောက်ျားလေးလည်း rora ကိုကြိုက်တာပဲဆိုတော့အခုချိန်မှာဒါသူစပြည့်သီးလေးစားပြီးတော့ trend ဖြစ်တယ်ဆိုတာတော့ဒါသူ့ရဲ့ ရိုတလိုင်းပေါ့เนาะအဲ့တော့တခြားဟိုညီရင်းညီမတွေလည်းစားကြပါစတော်ဘယ်ရီပဲစားစားစပြည့်တီးပဲစားစားစားဖို့အရေးကြီးတယ်เนาะဘာပဲစားစားအဓိကယောက်ျားရဖို့အရေးကြီးတာဆိုတော့အမျိုးကောင်းသားလေးရကြပါစေအခုဆိုလို့ရှင်တဲ့ဒါအဲနှစ်တစ်ကလည်းကူတော့မယ် New Year လည်းရောက်တော့မှာဆိုတော့ဒါအမြန်ဆုံးစပြည့်တီးတွေများများဝယ်ကြပါစူးကြပါစားကြပါမင်္ဂလာဆောင်မယ်ဆိုရင်ကျွန်တော်ရဲ့ Today Wedding Studio လမ်းလာခဲ့ပါတော့ကျောင်းညာဝင်တာပါเนาะ